ကဲဒီနေ့မှာတော့ခရစ်စတိုဖာနိုလန်ရဲ့2026ခုနှစ်မှာထွက်ရှိမယ်ဒီ Odyssey ဆိုတဲ့ဇာတ်ကားလေးရဲ့ first impression လေးတော့ဝေချင်ပါတယ်ခရစ်စတိုဖာနိုလန်လို့ပြောလိုက်တာနဲ့ရုပ်ရှင်တွေကိုတမူထူးခြားစမ်းသစ်တဲ့မြင်ကွင်းတွေနဲ့ဖန်တီးနေရှိတဲ့ British American filmmaker တယောက်ဆိုပြီးတော့သိကြမှာပါဒီတစ်ခါမှာလည်းနိုလန်ကဒီ Odyssey ဆိုတဲ့ရုပ်ရှင်ကိုစတင်ရိုက်ကူးနေပြီဖြစ်ပြီးဇူလိုင်18ရက်2026မှာတရားဝင် release လုပ်မယ်လို့သိရှိရပါတယ် လိုလည်းရကောင်းဆုံးလေးရမျိုးထဲမှာဆိုရင် Inception, Dunkirk, Memento, Interstellar, Oppenheimer နဲ့ The Batman Trilogy ဆိုရင်လည်းသူ့ရဲ့လက်ရရည်ကတစ်ခုပါဝင်မဖြစ်ပါဘူး။ The Batman တိုက်ခိုက်တာဆိုရင်လည်း Superhero ရုပ်ရှင်လောကရဲ့ပထမဆုံး Oscar ဆုရရှိထားတဲ့ရုပ်ရှင်တစ်ခါပဲဖြစ်ပါတယ်။ခြားသောရုပ်ရှင်များစွာနဲ့လည်းစုပေါင်းများစွာကိုရရှိထားပါသေးတယ်။အခုဆိုရင်လည်း The Odyssey မြင်တဲ့ရုပ်ရှင်ကိုစတင်ရိုက်ကူးနေပြီပဲဖြစ်ပါတယ်။ ပါဝင်တဲ့တရုတ်ဆောင်တွေနေတဲ့ကလည်းပြည်သက်တွေနဲ့ရင်းနှီးပြီးသားမင်းသားမင်းမီးများစွာပါဝင်ထားပါဗျ။သူရဲ့ရွှေရှင်တွေဆိုမြဲတွဲမြရလေးရှိတဲ့မင်းသားမတ်ဒီမွန်း၊စပိုင်ဒါမန်မင်းသားတွန်ဟိုလန်၊ရောဘတ်ပေတင်ဆန်၊အန်နဟက်ဒါဝေး၊ချားစတီယိုလိုအပြင်အခြားတရုတ်ဆောင်များစွာပါဝင်လာပါပါ။မင်းသားမတ်ဒီမွန်းအနေနဲ့လည်းအီတာကာရဲ့ဘီယင်အိုဒီစီယက်စ်နေရာကပါဝင်ထားတဲ့ပုံတစ်ပုံထွက်ရှိလာပါပြီ။ Odysseus နေရာသာသိရှိထားရသေးပြီးဂျန်နေတဲ့ဥဆောင်များကမိသည့်နေရာပတ်ဝန်းလာမလဲဆိုတာထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး။ အော်ဒီစီကို BC 900စု600စုဝင်ကျင်တွင် Homeric Greek ဘာသာစကားဖြင့်ရေးသားထားပြီး BC 600စုလယ်ပိုင်းမှာ Greek စာပေချမ်းခန့်ရဲ့တစိတ်တစ်ပိုင်းဖြစ်လာခဲ့ပါတယ်။ဒီအော်ဒီစီအားဆိုရင်ရှေးဂရိကဗျာဆရာ Homer ရဲ့ကဗျာနှစ်ပုဒ်ဖြစ်တဲ့ Iliad နဲ့ Odyssey ဆိုပြီးနှစ်ပုဒ်ရှိတဲ့ကတစ်ပုဒ်ဖြစ်ပါတယ်။ Iliad ကဗျာဒီလည်းရုပ်ရှင်ကြီးပြည့်တတ်တွေနဲ့မစိမ့်လာပါဘူး။ ထရိုဂျန်မျိုးကိုဆယ်စုနှစ်ကြာဝင်းရွံတိုက်ခိုက်ခဲ့သည့်ထရိုဂျန်ဝါစစ်ပွဲအကြောင်းကိုရည်သားထားတာပါထရိုဂျန်ဝါလို့ပြောလိုက်တာနဲ့ထရိုင်ဆိုတဲ့ကန်ဒီဝင်ရုပ်ရှင်ကိုပတ်မိကြပုံပါပါပြပရဲ့ Achilles character ဆိုရင်လည်းပြိသက်အပေးမှုရရှိခဲ့တဲ့ character တစ်ခုထဲမှာလည်းပါဝင်ဖြစ်ပါတယ်။ Train ထဲမှာဆိုရင်လည်း Odysseus ကိုမြင်ခဲ့ကြရမှာပါ။အဲ့ဒီထဲမှာဆိုရင်လည်း Odysseus က Achilles ကို Train မြို့ကိုတူတူတိုက်ခိုက်ဖို့စီရင်ခဲ့တဲ့သူဆိုရင်လည်းမမပါဘူး။ ထရိုဂျန်ဝါစစ်ပွဲအတွင်းမှာဆိုရင်လည်း ODCS ကကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့ပါတယ် ODCS ဟာထရိုဂျန်ဝါအတွင်းမှာ King Aga Magnon ရဲ့စစ်ကူအဖြစ်သူ့ရဲ့သူရဲကောင်းတွေနဲ့ပါဝင်ဆင်နွှဲခဲ့တာဟာဆယ်စုနှစ်တခုထိကြာမြင့်ခဲ့ပါတယ်။ဆယ်စုနှစ်တခုကြာတိုက်ခိုက်ပြီး Tri မြို့ကိုသိမ်းပိုက်ပြီးနောက် ODCS ရဲ့အင်ပြန်ခီးရာဆိုရင်လည်းမလွယ်ကူလပဲဆယ်စုနှစ်တခုထိထပ်မံကြာမြင့်ခဲ့ပါတယ်။ ODCS ရဲ့အိမ်ပြန်ခီးမှာကြုံတွေ့ရမယ့်ခက်ခဲတွေမှာဆိုရင် not those လမ်းလွဲခြင်း၊ဈေးညာ၊စမ်းသပ်ခြင်းအတိတ်ပိတ်များပါဝင်တယ်လို့ပြဆရာကဆိုထားပါတယ်။ ODCS ရဲ့စစ်သွားတိုက်ခြင်းသူ့ရဲ့မိမပင်နလော်ပီနဲ့ဒါတယ်လီမာကတ်စာတိုင်းပြည်မှာကြံခဲ့ပါတယ်။အများစွာကြတော့တိုင်းပြည်ရလည်းပြုတ်ခွဲပြီးဘရင်နေရာအတွက်ပင်နလော်ပီကိုချင်းကတ်တာတွေသူ့ရဲ့တာတယ်လီမာကတ်စ်နဲ့အချက်ကင်တာတွေအထိဖြစ်လာပါဗါဒါပေမဲ့ပင်နလော်ပီဟာဘသူ့ဥမှမရွေးချယ်ပဲကြဲကြဲခံနေခဲ့ပါဗါ ။ဤအကြောင်းကို2024ခုနှစ်အတွက်ဒီရတန်ဆိုတဲ့ဇာတ်ကားမှလည်းမြင်တွေ့ခဲ့ကြရမှာပါ။ Odysseus ရဲ့အိမ်ပြန်ခရီးဖျက်ချော်ရမယ့်တဲမှာ Sorcerer ဆိုတဲ့စုံမတယောက်ပါဝင်ဒနာရီလာမကောင်းဆိုးဝါးများစွာကိုလည်းဖော်ပြထားပါတယ်။ Director ကြီး Christopher Nolan အနေနဲ့ဘလို့အကြောင်းအရာတွေကိုထည့်သွင်းရိုက်ကူးတောင်းမလဲဆိုတာထွက်ရှိလာမှသိရှိရမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုကြပါလို့ပြောချင်ဒီဗီဒီယိုလေးကိုဒီမှာပဲဆုံးသတ်ပါရစေ။ ဆုံးထိကြည့်ရှုနားဆင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ Northern Brief က Admin Page ပါ